မြန်မာနိုင်ငံအလဲပိုင်းဒေသဖြစ်တဲ့မကွေးတိုင်းကမ္မမြို့နယ်အတွင်းကချေးရွာတွေမှာတောက်ရည်သုံးရည်ပြက်လက်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်ဒီသတင်းကိုကိုမင်းညိုကပေးပို့ထားပါတယ်ရှင်ဒီနေ့နေရာဒီမှာမကွေးတိုင်းကမ္မမြို့နယ်အတွင်းကချေးရွာတချို့ကရေကန်တွေခန်းချောက်လာပြီးတောက်သုံးရည်ပြက်လက်နေတာကြောင့်ရေအလူရှင်တွေလိုအပ်နေကြတာပါအစိုးသုံးနေရာတွေကပြေကမ္မကာလန်းပိုင်းကချေးရွာတွေဖြစ်တဲ့တက်ကင်မြောင်ပေပင်ပေကြနဲ့ အလဲချောင်းရွာတွေမှာရေလုံးဝပြတ်တောက်နေပြီထန်းကိုင်းပြောင်ကျတစ်မဲစီလိန်တုံးညောင်ကိုင်းထောက်ချံငွင်းစတဲ့ခြေရွာတွေမှာ ရေရှားပမှုဖြစ်ကတောက်ရည်အဓိကလိုအပ်နေတာဖြစ်ပါတယ်မကရေကနေကိုတောင်းချောက်အိုက်လာတွေကနေစပြတ်တော့တာအခက်ခဲအခုတို့တောက်ဆောက်ပေါ့ဘုဘသူဘေးအလူရှင်နေကြတော့ရေကောင်းကောင်းတောက်ရဖြစ်ကျွန်တော်ရှိမှရေကောင်းဆိုတော့မရှိဘူးတောက်ဆိုရေတွေကလည်းစိမ့်ပြညံ့နွမ်းနေတယ်ဘယ်လိုမှကိုခက်ခဲနေတယ်ဘုဘသူဘေးကရေလာတူတဲ့ ခုပုံကူတွေကြောင့်ကျေးဇူးရတယ်ရေကောင်းကောင်းတောက်နေရတယ်အခုဆိုတော့ရေကတကယ်ကုန်မှာသူတို့အခက်အခဲနွားတလိဆန်တော့ကောင်းတောက်စရာမဟုတ်တယ်လို့ဖြစ်တယ်ဒီလိုရေရှားပါမှုနဲ့ကြုံတွေ့နေရတဲ့ကြေးရွာတွေကိုပုဂ္ဂလိကအလူရှင်တွေကရေလှူဒန်းမှုတွေပြုလုပ်နေကြတာတော့ရှိပါတယ်ခဏလေးဆိုလို့ရှိရင်ကျွန်တော်တို့ချိန်ဆက်တယ်ကား၃စီးလာပါတယ်တစ်စီးရောက်ပေါ့ပေါ့ပေါ့သွားလို့ခဏလေးခေါ်ရတယ်ဟာဒီကောခံမှန်းကြီးဒီ ဂါလာ9000ပါအမေကန်လာဒီမိဒါပေါ့နော်9000ပါဆိုလဲအာအာနာပိုင်ဘက်ကနေပြီးတော့ရင်တစုံတရာဒီရေပြက်တနာကိုဖြည့်ရှင်းပြီးတာကျွန်တော်ခုချိန်ဒီမတွေ့ရဘူးမတွေ့ရနေရင်ကျွန်တော်ဟိုပြောရမယ်ဆိုလို့ရှင်ဘာလေးအခက်ကလေးထူမှာသွားတွေ့ရဆိုအလေချောင်းရောဘက်ကိုကျွန်တော်သွားတော့ခု April 16ရက်နေ့မှာကျွန်တော်သွားတဲ့အခါကျတော့ဘာတွေ့ရလဲရဲတွေကတရင်လိုက်ယူလို့ အရင်လိုင်းကိုဒါစစ်စစ်ပေါ့ဦးစောခွင့်ရလာလူတာရေးဘူးမလို့ရဖြစ်နေရေးတကယ်သူတို့နေတာမှာရေးမရှောင်းနဲ့လာလူနေတယ်ဒါကြောင့်မလို့သူတို့ထားမှဆိုင်ရရေးရတာပဲသဘောမကျပါဘူးဆိုတဲ့စကားလုံးမျိုးလေးသူတို့အမေကရေးရပြောလာတယ်ကျွန်တော်အခါကျတော့သူ့ကိုခေါ်ပြီးတကယ်လိုရလို့လာတယ်ကြီးပါသားလေးနဲ့ကျွန်တော်တွေ့ပြီအဲ့ဒါမျိုးပါအဲ့တော့ကျွန်တော်ဒီတော့တော့အာနာပိုင်းကြီးနေရအခုချိန်ကြီးအစုံကြီးဘာမှလိုက်လို့ပြတာပြီးခဲ့တဲ့2014နွေရာသီတုန်းကရေရှားတာကိုတိတ်ကြကြမခံစားလိုက်ရပဲ အဆင်ပြေခဲ့ပြီးဒီနှစ်မှသာရာသီဥတုဖောက်ပြန်မှုကြောင့်တင်းထန်များလည်းအထွက်နွဲသွားကမိုးကောင်မှုကြောင့်ကျေးရွာတွေမှာအသုံးပြုနေတဲ့မြေသားကန်တွေမှာရေအဝင်လျော့နေခဲ့ပြီးအခုနှစ်နွေရာသီအပူချိန်ပြင်းလာကြောင့်လည်းအခုလိုအရင်နှစ်တွေကထက်ပိုပြီးရေခန်းချောက်လာခဲ့တာဖြစ်ပါတယ်ကျွန်တော်မင်းညိုပါခင်ဗျာ